အခုနှစ်တစ်နှစ်လုံးရောင်းအားဆက်တိုက်တက်နေတဲ့တရုတ်ပြည်တွင်လက်စစ်ကားစီးကွက်ဟာအော်တိုဘာလအရောက်မှာတော့ရောင်းအားထိုးကျသွားပါတယ်။တည်ပြည့်ရဟာထူးခြားတဲ့ဖြစ်ပျက်တစ်ခုဖြစ်ပြီးမမျော်လင့်ပဲရောင်းအားကျသွားတာဖြစ်ပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းနှစ်ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့အရင်ကလက်စစ်ကားတွေဝယ်မယ်ဆိုရင်အစိုးရကပေးထားတဲ့အခွန်ကင်းလွတ်ခွင့်ကိုပြန်တင်းကျပ်လိုက်တာဖြစ်ပြီးနောက်တစ်ချက်ကလျှက်စစ်ကဝယ်တဲ့သူတွေကိုပေးထားတဲ့ထောက်ပံ့ကြေးပမာဏပြန်လျှော့ချလိုက်လို့ပဲဖြစ်ပါတယ် အကုန်ကင်းလို့ခွင့်ပြန်တင်းချက်လိုက်ပြီးတော့ထောက်ပံ့ကြီးလျှော့လိုက်တဲ့အတွက်ကြောင့်ပဲပြည်တွင်းစည်းကွက်မှာလက်စစ်ကားတွေကိုစိတ်ဝင်စားတဲ့သူနေသွားပြီးရောင်းအားထိုးကြတဲ့အထိဖြစ်ခဲ့ရပါတယ်။အော်တိုဘာလမတိုင်ခင်စက်တင်ဘာကရောင်းအား6.600ခိုင်နှုန်းတိုးတက်ခဲ့ပေမဲ့အော်တိုဘာလမှာတော့အစည်းရေ2.2တန်းမဲ့ရောင်းခဲ့ရလို့3.800ခိုင်နှုန်းကျဆင်းသွားတယ်လို့ China Passenger Car Association ကသတင်းထုတ်ပြန်ထားပါတယ်။ စတင်ပါလာထဲမှာလက်စက်ကားနဲ့ plug in hybrid ကရောင်းအားက9.300ခိုင်နှုန်းအထိတိုးခဲ့တယ်လို့ CPCA ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။နောက်ဆုံးရလဒ်တွေအားအခုနှစ်ကုန်ပိုင်းပြည်တွင်းကားစိတ်ကွက်မှာရောင်းအားကျလာတယ်လို့ခန့်မှန်းထားတဲ့ပမာဏထက်လည်းတော်တော်လေးလျော့နေနေတယ်လို့အသင်းရဲ့အထွေထွေအတွင်ရေးမှုဖြစ်တဲ့ချူးတောင်ရှုကပြောပါတယ်။အခုအချိန်လေးကြောင့်လာမယ့်နှစ်အစပိုင်းမှာ လက်စစ်ကားတွေကိုစီးလျှော့ရောင်းဖို့ကုမ္ပဏီတွေဘက်ကပြင်ဆင်နေတယ်လို့လည်းသူကပြောပါတယ်။ EV နဲ့ PHEV ကအများစုဟာစီးလျှော့ရောင်းဖို့ရှိနေတယ်လို့လည်းသိရပါတယ်။တရုတ်အစိုးရအနေနဲ့လည်းအခုနှစ်ဈေးကွက်အတွက်ကားအစီးရေ12တန်းကျော်ကိုထောက်ပံ့ကြေးပေးနေရတာတွေရှိခဲ့တာကြောင့်လာမယ့်နှစ်မှာတော့အဲ့ဒီထောက်ပံ့ကြေးရောကျသွားမှာဖြစ်ပါတယ်။ တရုတ်ရဲ့အတိကပြည်နယ်ကြီးနဲ့မြို့ကြီး20နီးပါးကိုထောက်ပံ့ကြေးပေးတာတွေဆိုင်းငံ့လိုက်တဲ့အတွက်လက်တလုံးချီနေမှာအယောင်ဝယ်မရှိသလောက်ဖြစ်နေတယ်လို့လည်းချူးတောင်ရှုကပြောပါတယ်။ဒီအခြေအနေတွေကြောင့်ပဲကားဝယ်ဖို့စိတ်မဝင်စားတဲ့လူငယ်တွေနဲ့ပထမဆုံးကားဝယ်ဖို့ပြင်ဆင်နေတဲ့ဖောက်သည်တွေဟာကားဝယ်ဖို့အစီအစဉ်မရှိကြတော့ဘူးလို့သူကပြောပါတယ်ရှင်။